ကျွန်တော် YouTube channel လေးရနဲ့အလုံးကိုကြိုးကြိုးပါရယ်ဒီနေ့မှာ preview လုပ်ပေးမှာတော့တနင်္ဂနွေနေ့ညမှာကစားမယ့်ပွဲစဉ်တွေဖြစ်တဲ့ England Premier League က Villa နဲ့ Burnley တို့ပွဲစဉ်မှာတော့မြန်မာစံတော်ချိန်9:00ခွဲမှာကမ်းမယ်ပေါ့နော် Villa အသင်းကတလုံး20နဲ့ဂိုးပေါင်းလေးနှလုံး60ဆိုမှပေးထားတယ် Villa အသင်းအဆင့်16မှာရှိရ Burnley က18မှာရှိတယ်ပေါ့နော် Villa အသင်းကတော့ဒါ Premier League အစပွဲစဉ်တွေမှာတော့သူကဂိုးတကူရဖို့တော့တော်တော်လေးခက်ခဲခဲ့တယ်ပေါ့နော် ဒါပြောမယ်ဆိုလို့ရှိရင် new castle ကိုတည်ကြတာရော crystal palace ကိုရှုံးတယ် brand foot ကိုရှုံးတယ်ဗောနော everton တည်ဆော့တယ်ဗောနော်အဲ့ဒီပွဲစဉ်တွေမှာတော့သူဂိုးရဖို့အရင်ခက်ခဲခဲ့တယ်ဗောနော်အခုနောက်ပိုင်း၄ပွဲဗောနော်သူဆော့ထားတဲ့၄ပွဲဒါ europa league အပါအဝင်ပွဲစဉ်တွေ၄ပွဲမှာဆိုလို့ရှိရင်ကတောက်လျှောက်ဂိုးတွေပြန်ရလာတာမျိုးတွေ့ရတယ်ဗောနော်တဖက်ကဘန်လေးအတင်းကိုကြည့်လိုက်မယ်ဆိုရင်ဘန်လေးအတင်းကတော့ဒါအဝေးဘက်မှာဆိုစပါးကိုရှုံးတယ်မန်ယူကိုရှုံးတယ်ဗောနော်ကအဝေးဘက်ကတော့နည်းနည်းညံ့တယ်ဗောဗျာမန်စီးတီးကို5-1နဲ့ ရှောင်းထားတာမျိုးတွေတောင်တွေ့ရတယ်ပေါ့နော်အဲ့ဒါသူတို့ကတော့ဒါပရီးမီယံလိမှာဂိုးမရတဲ့ပွဲနှစ်ပွဲပေါ့နော်ကျွန်တော်ပြည့်တဲ့နှစ်ပွဲရှိတယ်တပွဲကတော့ဒါစပန်းနဲ့ပွဲစဉ်3စီးနဲ့ရှောင်းတဲ့ပွဲပေါ့နော်တပွဲကတော့ဒီဘာဘူးနဲ့ပွဲ1စီးပေါ့နော်ကျွန်တော်ပွဲစဉ်တွေမှာတော့သူတို့လည်းအားလုံးဂိုးတွေရထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာ1 1 1နဲ့ကြီးရမယ့်ပုံစံမျိုးမှရှိတယ်ဒီပွဲပေါ့နော်1 1 2 1လို့အဲ့လိုပဲထင်တယ်ပေါ့နော် ဒီနှစ်သင်းအရင်တော့ကဒါတွဲဆောင်ခဲ့တဲ့ head to head တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဘီလာ၄ချိန်နိုင်ထားဘူးလေဘောနော၄ချိန်အသေးရနဲ့၂ချိန်ရပန်လင်နိုင်ထားတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to off ကိုကြည့်မှာကိုလို့ရှိရင်ဘီလာအနိုင်ကိုပြား60တေးရီကို၄ဇာဘောနော်ဘန်လီအနိုင်ကို60စနီးပါတော့ပြထားတယ်ဘောနော်ကျွန်တော်ကဒီပွဲမှာဘီလာအသင်း body နဲ့အခုပေါင်းအပေါ်ကြိုက်ပါလေကျွန်တော်2-1လောက်နဲ့နိုင်ဖို့များတယ်ဘောနော်ဘာမှန်2-1လို့ပဲချင်တယ်ဗျဒီပွဲကတော့နောက်တစ်ပွဲကတော့ Newcastle နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗျာ ညူကာဆယ်ကတလုံးတည်းရေဖန်ထားတယ်ဂိုးပေါင်းကြီးတလုံး40ဆိုမှပေးထားတာတွေ့ရတယ်ဗောနော်ညူကာဆယ်တော့အဆင့်15မှာရှိတယ်ကောရက်ကတော့အဆင့်16မှာရှိတယ်ဗောနော်ညူကာဆယ်ကိုကြည့်လိုက်မှာဆိုရင်သူအခုဒါချန်ပီယံလိမှာဆိုလို့ရှိရင် USG ကို4ဇီးနဲ့နိုင်တယ်အတူတူလည်းနောက်ဆုံးဆော့ထားတဲ့၃ဘွဲလုံးသူတို့ဂိုးတွေပြန်ရထားတယ်ဗောနော်သူကလည်းအစဒါပရီးမီယံလိအစပိုင်ပွဲတွေမှာဆိုပြတ်တော်တော်လေးရုန်းကန်ခဲ့ရတယ်ဗောနော်ဒါအဆွန်ဘီလာကိုတည်ကြတာရောလစ်တီနိုက်တက်ကိုတည်ကြတာရောလီဗာပူးကိုရှုံးတာရောဗောနော် ဒါတွေကိုကြည့်လိုက်မှာဆိုလို့ရှိရင်ဘောနော်အတူတက်လည်းရုံးကန်ခဲ့ရတယ်ဘောနော်ခုနပိုင်းပွဲတွေမှာကျတော့ဂိုးတွေတောက်လျှောက်ပြန်ရနေတာမျိုးပြန်တွေ့ရတယ်ဘောနော်သူကတော့ဂိုးမတွင်းနိုင်တဲ့ပွဲဆိုတာတော့ဒီလိုရှုံးပြီးမှဂိုးမတွင်းနိုင်တဲ့ပွဲတော့မရှိဘူးဘောနော်ရှုံးပြီးမှတော့ဂိုးတွေတွင်ထားတာတွေ့ရတယ်ဒါတချို့ပွဲတွေတော့တည်ရည်တွေလည်းဆော့ထားတယ်ဘောနော်00နဲ့ပြီးတာလည်းတွေ့ရတယ်တစ်ဖက်က Northern Forest ကိုကြည့်လိုက်မှာဆိုလို့ရှိရင် Northern Forest ကတိုက်စစ်ကကောင်းတယ်ပွဲတိုင်းလိုလိုဂိုးတွေရတယ်ဂိုးမရတဲ့ပွဲဆိုလို့ရှိရင်တော့ဒါနှစ်ပွဲတော့ပဲရှိမယ်ဘောနော် အာဆင်နယ်ကိုတတိစီးနဲ့ရှုံးလာရယ်ဝက်ဆမ်ကိုတတိစီးနဲ့ရှုံးတဲ့ပွဲတွေပေါ့နော်။ဂျန်နယ်ပွဲစဉ်တွေမှာတော့သူတို့လည်းဂိုးတွေရထားတဲ့ပေါ့နော်။ဒါနော်တန်ဖော်ရက်စ်လက်ဒီပွဲစဉ်မှာအတက်ကင်ဦးစားပေးတဲ့အတွက်ဂိုးတော့ဂိုးတော့ရသွားဖို့လည်းရှိတယ်လို့ထင်တယ်ပေါ့နော်။ဒါဝမ်းမောင်းကောင်းနဲ့ဒါဒီပွဲလည်းကြည့်ရမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော်။ဒီနှစ်သင်းအိမ်တော့တွေးဆွန်ခဲ့တဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှင်ညူကာဆယ်ခုနှစ်ချိန်နိုင်တဲ့၃ချိန်ရဖော်ရက်စ်နိုင်ထားဘူးလေပေါ့နော်။ဟိုကတော့ဖော်ရက်စ်လက်နီပြပြောင်းလိုက်ပြီဆိုတော့ဒါအဓိကအတက်ကင်ပဲဦးစားပေးလာမလို့တော့ထင်တယ်ပေါ့နော်။ ဒီ present မှာ new car ဆက်အနိုင်ကိုပြား90တေကို5ဆ forest အနိုင်ကို6ဆပေးထားတယ်။ဒါ new car ဆက်21ဘာပေါ့နော်21 31အဲ့လိုပဲဖြစ်မလို့ကျွန်တော်သုံးသပ်မိပါတယ်။ new car ဆက် body ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်။ဒီနေ့သုံးသပ်ခံမှန်းခဲ့တဲ့ England Premier League ပွဲစဉ်ကတိတ်အဆင်မပြေဘူးပေါ့နော်။အာဒါမန်ပွဲလည်းလွယ်သွားတယ်ပေါ့နော်။ပြီးလို့ရှင်စပါပွဲလည်းလွယ်သွားတယ်ပေါ့နော်။ Chelsea ပွဲကတော့ Chelsea 1-0နဲ့နိုင်တယ်။ပွဲတော့မပြီးသေးဘူးနော်။ဘာလို့ဆက်ဖြစ်မလဲဆိုတော့ကြည့်ရမှာပေါ့။နောက်ထပ်တဲ့ပွဲကတော့ဒါ အဘာတာနဲ့ခရစ်စတာပဲလေးတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကလည်းဒါအတူတူပဲပေါ့နော်မြန်မာစာနာချင်း9ခုနဲ့ဝဲမှာကစားမဲ့ပွဲစဉ်ပဲဖြစ်တယ်ဒါအဘာတာအတင်း level 29ပေါင်းချင်းနှလုံး80ဆိုမှပေးထားတယ်ပေါ့နော်အဘာတာကတော့အဆင့်30မှာရှိရပဲလေးကအဆင့်9မှာရှိရပေါ့နော်အဘာတာအတင်းကတော့ဒါနီးပြပြောင်းလဲပြီးတဲ့နောက်ပိုင်းပေါ့နော်ခုနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးပေါ့နော်ဒါခံစစ်ကိုအဓိကဦးစားပေးတာမျိုးတွေတွေ့ရတယ်ပေါ့နော်အင်္ဂွန်ပွဲစဉ်မှာဆို Brighton နိုင်ထားတယ်ပြီးလို့ရှိရင်ဘီလာကိုတည်ရီဆော့တယ်ပေါ့နော်သူတို့နော် ဝက်ဆမ်ယူနိုက်တက်ကိုတည်ရည်တွေဆော့ထားတာလည်းတွေ့ရတယ်ပေါ့ဒါတိုက်စစ်ကလည်းဒါဂိုးမရတဲ့ပွဲတွေလည်းအချို့ပွဲတွေလည်းရှိတယ်ပေါ့နော်အဲလီဂျူနိုက်တက်နဲ့ပွဲမှာဆိုဂိုးမရထားတာမျိုးပေါ့ဗျာဒီကပတန်အသင်းကလည်းဒီပွဲဆင်မှာတော့ရကိုတကိုးတော့အနည်းဆုံးရရှိသွားမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော်ခရစ်စတာပဲလစ်ကိုကြည့်လိုက်မယ်ဆိုရင်တော့ခရစ်စတာပဲလစ်ကတော့ပြောစရာမလိုလောက်အောင်ရှုံးပွဲလည်းမရှိဘူးပေါ့နော်တောက်လျှောက်အနိုင်နဲ့တည်ရည်တွေပဲတွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းရင်တော့တွေးဆောင်ခဲ့တဲ့ဟတ်တူဟတ်ကိုကြည့်မယ်ဆိုရင်အေဗာတာအနိုင်ကို6 6ချိန်နိုင်ထားဘူးတဲ့ပေါ့နော် 30တရေတကြိမ်ကစတာပလက်နိုင်ထားပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wants to Osport ကြီးမှာဖင်အဗန်တန်နဲ့အတင်းအနိုင်ကိုနှစ်ဆတရေကို3ဆစတာပလက်အနိုင်ကိုကောင်းစားပေးထားတယ်ပေါ့နော်ကျွန်တော်ကတော့ Crystal Palace နဲ့ဂိုးပေါင်းအောက်ကိုအဓိကကြိုက်တယ်ပေါ့ဗျာနောက်ထပ်တဲ့ပွဲလည်း Wolves နဲ့ Brighton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါအဝေးခွင့်အတင်းဖြစ်တဲ့ Brighton level 90ဂိုးပေါင်းကြီးနှလုံး40ဆိုမှပေးထားတယ် Brighton အဆင့်7 Wolves ကအဆင့်8ဟိုအောက်ဆုံးမှာရှိတယ်ပေါ့နော် အခုအတင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ short ထားတာကတော့စပါ1 1 short ခဲ့တယ်ဗောနောနောက်ဆုံးသူတို့အချို့ဘွဲတွေမှာတော့ဒီ whoop အတင်းကလည်းတိုက်ဆက်ကဂိုးတခုရဖို့တော့တော်တော်လေးရုန်းကန်ခဲ့ရတယ်ဗောနော Man City နဲ့ဘွဲတို့ဘုံမောင်းနဲ့ဘွဲတို့ဗောနော Newcastle နဲ့ဘွဲတို့မှာတော်တော်လေးဂိုးတွေမရခဲ့ဘူးဗောနောဒါပေမဲ့လည်းသူတို့ short ခဲ့တဲ့နောက်ဆုံးဒါ AFL Cup ရဲ့ England Premier League အပါအဝင်နောက်ဆုံးကုန်းဘွဲမှာသူတို့ဂိုးတွေပြန်ရထားတယ်ဗောနော ဒါချက်တတိထားမယ် bright အသင်ကတော့ attacking ဦးစားပေးတဲ့အတွက်ဒါပွဲတိုင်းလိုလို goal တွေရထားပါတယ်သူ goal မရတဲ့ပွဲဆိုသပွဲပဲရှိရဲ့အဲ့ဒါ everton နဲ့ပွဲဖြစ်တယ်ပေါ့နော် bright အသင်ကလည်းခံစစ်တွေယူနေတယ်ဒါ boop အသင်ကလည်းဒါခံစစ်တွေပောက်နေတဲ့အတွက်ဒီပွဲစဉ်က goal ပေါ်လည်းဖြစ်သွားနိုင်ချေများတယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ wolf အနိုင်ကို၄ဆတဲ့ရီကိုလည်း၄ဆပဲ bright အနိုင်ကို၂ဆပေးထားတယ်ကျွန်တော်ကတော့ golden to score yes စိုက်တယ်ပြီးရင် body မှာတော့ brighter ပဲစိုက်ပါတယ်ခင်ဗျာ brighter brighter အတင်းကိုရွေးချယ်ထားပါတယ်ကျွန်တော်နောက်ထပ်တပွဲကတော့ဒါ Italy Serie A ဖက်ကဖြစ်ပါတယ် Udine နဲ့ကက်ကရီယာရီတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ Udine က level 69ပေါင်းချင်းနှလုံး80ရှုံးဆုံးတော့ပြီးထားပါတယ်နော် Udine ကတော့အဆင့်73ကက်ကရီယာရီကအဆင့်72ဗောနော်ရထားတာတွေ့ရမယ်ဒါ Udine ကတော့အင်ငွင်းမှာဆိုမဆိုးဘူးနော်တော်တော်လေးကောင်းတာတွေ့ရတယ်အင်ငွင်းပွဲစဉ်တွေမှာကွန်ဘီရိုနာကိုတည်ရီဆော့တယ်ဗောနော်ဒါရှုံးထားတာဆိုလို့ AC Milan တရင်တဲ့ဘာဇီတရီနဲ့ရှုံးထားတယ်ဗောနော် ာသူရတိုက်ဆက်ကလည်းဒါမဆိုးပါဘူးเนาะဒါသူ short ထားတဲ့ဒါအီတလီစီးရီးရပါဝင်ကိုပါအီတလီယာပွဲစဉ်နဲ့အားလုံးကိုခြုံပြီးကြီးလိုက်မှာဆိုလို့ရှင်သူတိုက်ဆက်ကဂိုးမရတဲ့ပွဲဆိုတပွဲပဲရှိတယ်အဲစီမီလာနဲ့ပွဲတပွဲပဲရှိမယ်ပေါ့เนาะကက်ကရီယာတွေကိုကြီးလိုက်မှာဆိုလို့ရှင်ဒီရဒီရစီမှာကက်ကရီယာတွေလည်းမဆိုးဘူးပေါ့เนาะဒါသူဂိုးမရတဲ့ပွဲဆိုရင်နှစ်ပွဲရှိတယ်တပွဲကတော့နာပိုလီနဲ့ပွဲရှိမယ်တပွဲကတော့အင်တာမီလာနဲ့ပွဲတွေရှိတယ်ပေါ့เนาะကျွန်တော်ပွဲစဉ်တွေမှာတော့ဂိုးရထားတယ်ကျွန်တော်ထင်တာတော့ဒီပွဲစဉ်ဝမ်းဝမ်းကနဲ့ကြည့်ရမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော် ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ wise to all sport team မှာဆိုရင်ဦးဒင်းနဲ့အနံကို၂စတေယီကို၃စကက်ကရီယာရီအနံကိုလည်း၃စပြထားတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ပြီးလို့ရှိရင် body မှာကက်ကရီယာရီကြိုက်ပါတယ်ကက်ကရီယာရီလည်းတကူတော့ရသွားမလို့ထင်တယ်ဗနော်နောက်တစ်ပွဲကတော့ Fiorentina နဲ့ Roma တို့ရဲ့ပွဲစဉ်ဖြစ်တယ် Roma level 30ဂိုးပေါင်းချင်းနှလုံး80ဒါ ancient intention ဖြစ်တဲ့ Fiorentina အဆင့်7 Roma အဆင့်5မှာရှိတယ်ဗနော် Roma ကတော့ဒါဂျာယက်မှာလည်းသူတို့ကတော့ ဒါယူရိုပန်လစ်တွေလည်းကန်ထားရတယ်ပေါ့နော်ဒါလိုင်းလီကိုဝမ်းစီးနဲ့ရှုံထားပါတယ်ရိုမာတီယာဒီဆော့ထားတဲ့ပွဲစဉ်တွေကြည့်လိုက်မယ်ဖိန်ဘူးကလင်းရှစ်တွေတော်တော်များများရထားတာတွေ့ရတယ်ပေါ့နော်ရှုံးလည်းတကူနဲ့ပဲကပ်ပြီးရှုံးတယ်ပေါ့နော်အဘိုလောညာရိုပီဇာကိုနိုင်တယ်လာဇီယိုကိုနိုင်တယ်ပေါ့နော်ဒါဗီရိုနာကိုနိုင်တယ်ပေါ့နော်ဒါသူတို့အခုရှုံးမဲ့စပြီးကြုံသွားတာပေါ့နော်တစ်ဖက်ကဖီရင်တီနာကိုကြည့်လိုက်မယ်ဆိုရင်ဖီရင်တီနာရဲ့တိုက်စစ်ကလည်းတိတ်တော့ယုံကြည်ဖို့ခက်တယ်ပေါ့နော် ဒါအင်ဝဲမှာဆိုနာပိုလီ1-3နဲ့ရှုံးတယ်ကိုမိုကို1-2နဲ့ရှုံးတယ်အဲ့ဒါနဲ့လဲရတာတိုက်စစ်ပိုင်းမှာတော့ဂိုးတကူတော့ရရှိဖို့များတယ်ဗောနော1-1 1-0ဆိုတဲ့သဘောမျိုးပါပဲဒီပွဲစဉ်ကတော့ဖြစ်ဖို့များတယ်ဗောနော်ဒီပွဲစဉ်မှာတော့ဖီရင်တီနာအနိုင်ကို3-3ဆေးဘူးလဲ3-0ဆေးရိုမာအနိုင်ကို2-0ဆေးကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဒါပေမဲ့ဘော်ဒီမှာတော့ကျွန်တော်အရေးဆုံးမှာအင်ရှင်အသင်းဖြစ်တဲ့ဖီရင်တီနာဗောနော် ဒါတရီတမတ်တော့ရယူသွားမလို့ထင်တယ်ဗောနော်101မှာပဲဒီပွဲစဉ်ကျွန်တော်အဲ့လိုလေးပဲခြိုက်ပါတယ်နောက်ထပ်တပွဲရလက်တာမြန်မာစံတော်ချင်းစင်နိုင်ဝဲမကမ်မနာပိုလီနဲ့ဂျီနိုအာရိုရဲ့ပွဲစဉ်ဖြစ်ပါတယ်နာပိုလီရတလုံး30ဘူးပေါင်းကြီးနှလုံး80ရှုံးထုံးမှာပေးထားနာပိုလီအဆင့်3ဂျီနိုအာအဆင့်20မှာရှိဂျီနိုအာကတော့ရုံရခက်တဲ့အသင်းပေါ့ဗျာတခါလေခြေရမန်နာမို့တာဘီယရာရဲ့အသင်းပေါ့နော်နာပိုလီအသင်းကတော့သူတို့နိုင်ခဲ့တာတော့ချန်ပီယံလစ်မှာ supporting on 2-1နဲ့နိုင်တယ်ဗောနော်ပီဇာကို 32နဲ့နိုင်တယ်ဒါအင်္ဂွန်ပွဲစဉ်နဲ့ဖြစ်ပါတယ်ကကရီယာတွေ10နဲ့နိုင်တယ်ပေါ့နော်အင်္ဂွန်ပွဲစဉ်နဲ့မှာကတော့အနိုင်ယူထားပါတယ်ကရိုတိုက်ဆက်ကဂိုးမတွင်းနိုင်တဲ့ပွဲစဉ်ဆိုလို့ဒါအီတလီစီးရီးယံမှာမရှိပါဘူးပွဲရန်လိုလိုဂိုးတွေထဲထားတယ်ပေါ့နော်တခါကဂျီနိုအာကိုကြည့်မှဆိုရင်ဂျီနိုအာကတော့အဝေးဝင်ပွဲစဉ်နဲ့မှာဖင်ကိုမိုတီဆော့တယ်ပေါ့နော်အဝေးဝင်ပွဲစဉ်ကတော့တပွဲပဲရှိတယ်ပြီးရင်ဘိုလော့ညာကို2-1နဲ့ရှုံးတယ်ပေါ့နော်အဝေးဝင်ပွဲစဉ်နဲ့မှာတော့ဂိုးတွေရထားတာတော့တွေ့ရတယ်ဒီအချက်ကိုရိုနာပိုလီတစ်ချက်တည်းတော့ထားရမယ်ပေါ့နော် ဒီရည်သူတို့ကတော့အီတလီစီးရီးယံမှာဒါနိုင်ပွဲမတွေ့သေးဘူးနော်။နှစ်ပွဲတည်းရီသုံးပွဲရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်။တိုက်စစ်ကတော့ရုန်းခံနေရတယ်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဝမ်းစုအော့စ်ကိုကြည့်မှဆိုရင်နာပိုလီအနိုင်ကိုပြား၄၀တည်းရီကို၄ဆနဲ့ဂျင်နွာအနိုင်ကို၈ဆပေါ့နော်။ကျွန်တော်ကဒီပွဲစဉ်မှာဘိုတင်းတူစကောငိုးကြိုက်တယ်။နာပိုလီအတင်2-0နဲ့နိုင်သွားမှလို့ချင်တယ်ပေါ့နော်။နာပိုလီဘော်ဒီကြိုက်တယ်ပေါ့နော်။နာပိုတီဘော်ဒီကြိုက်တယ် ပင်ဘိုတီနီစကောနိုကိုကျွန်တော်ရွေးချယ်ထားပါတယ်နောက်ထပ်တစ်ပွဲကတော့ဒါဂျူဗင်တက်နဲ့ AC မီလန်တို့ရဲ့မြန်မာဆန်တော်ချိန်တနင်္လာ15မှာကစားမယ်ပေါ့နော်ဒီပွဲစဉ်ကတော့ပွဲကြီးပွဲကောင်းပါဗျာဒီပွဲစဉ်ကတော့အခုဒဲပေးထားတဲ့အနားနည်းရင်တော့10 20ပေးမှန်းနဲ့တူတယ်ပေါ့နော်အခုပေါင်းချင်းနဲ့လုံး80 AC မီလန်ကတော့အဆင့်နဲ့မှရှိတယ်ဂျူဗင်တက်ကအဆင့်9မှာရှိတယ်ပေါ့နော်ဂျူဗင်တက်အသင်းကတော့ဂျာယက်မှာချန်ပီယံလိလကန်ထားရတယ်ပေါ့နော်အဘီလာရီယိုတူတူစော်တယ်စီရီအေဖက်မှာဆိုရင်အင်ဂွန်းပွဲစဉ်တွေကြည့်မယ်ဆိုရင်ပါမားကိုနိုင်ထားတယ်အင်တာမီလန်ကိုလည်းနိုင်ထားတယ်ပေါ့နော် ပင်ဒေါမူတေးဆော့ထားတဲ့အတ္တလန္တာကိုတေးဆော့ထားတာအင်္ဂွန်ပွဲစဉ်တွေမှာမဆိုးပါဘူး။သူခံစစ်ကလည်းဂိုးတွေရတော့ပြန်ပြန်ခွင့်ပြုနေရတယ်။ပွဲတိုင်းလိုလိုတိုက်စစ်ကဂိုးတွေရတယ်။ဂိုးမရမှတော့ပူကြံမလို့ဘောနော်။တပတ်က AC မီလန်ကိုကြည့်လိုက်မယ်ဆိုရင် AC မီလန်ကနောက်ဆုံး၅ပွဲဆက်ပေါ့နော်။ပြန်ပွဲဆုံး၅ပွဲဆက်နိုင်ထားတယ်။အဲ၅ပွဲမှဆိုရင်ပေးကုတ်တကူတည်းပဲရှိတဲ့အတွက်ပေါ့နော်။ဒါဂျူဗင်တာအတင်းကတော်တော်လေးတတိထားပြီးဆော့လိုက်ရမယ်။ပုံစံမျိုးမှရှိတယ်ပေါ့နော်။သူလည်းတိုက်စစ်ကဂိုးတွေရထားတယ်ပေါ့နော်။ပွဲတိုင်းလိုလိုဂိုးတွေရထားတယ် ဒီနှစ်တင်းတွေးဆောင်ကြတဲ့ဟက်တူရဲ့ဆယ်ချင်းကြီးမဲ့ဆိုရင်ဂျူဗင်တာ၃ချိန်နိုင်တယ်၄ချိန်သေး၃ချိန်ကတော့ AC Milan နိုင်ထားတယ်ပေါ့နော်ဒီပွဲစဉ်အတွက်ခွင့်ထားတဲ့ Wise to Osport ကြီးမှာဆိုရင်ဂျူဗင်တာအနိုင်ကို၃ဆတရေကိုလည်း၃ဆ AC Milan နိုင်ကိုနှစ်ဆတော့ပေးထားတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ voting to score yes ခြိုက်တဲ့ body မှာ AC Milan ခြိုက်ပါတယ် AC Milan လက်ရှိ performance ကိုခြိုက်လို့ကျွန်တော် AC Milan ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်ပြင်သစ်လီဂူကဖြစ်တယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ပြင်သစ်လီဂူကပေါ့နော် Lyon နဲ့ Toulouse ရဲ့ပွဲစဉ်ဖြစ်တယ် Lyon ကတင်းရ level 90ရှုံးအောင်ပေးထားတယ်နော် ဂူကောင်ကြီးကိုကြည့်လိုက်မှဆိုရင်ဒါနှလုံး80ရှုံပေးထားတာတွေ့ရတယ်ပေါ့နော်။လိုင်ယွန်အသင်းကအဆင့်3မှာရှိတယ်၊တူလော့ကတော့အဆင့်7မှာရှိတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့လိုင်ယွန်ကတော့နည်းနည်းလေး under တော့များတယ်နော်။တူလော့အသင်းကလည်းကောင်းတယ်မဆိုးဘူးပေါ့နော်။လိုင်ယွန်အသင်းရဲ့လက်တလော့ခြေစွမ်းတွေကိုကျွန်တော်တို့ညီကိုလက်ကုံးသတိထားမိမှာပါ။ပွဲတိုင်းလိုလိုကောင်းနေတယ်။နောက်ဆုံး3ပွဲဆက်ပေါ့နော်။ဒါ clean sheet တွေရထားတယ်ပေါ့နော်။ U track ကို1-0နဲ့နိုင်တယ်။ Dainley ကို1-0နဲ့နိုင်တယ်။ RB Salva ကို2-0နဲ့နိုင်တယ်ပေါ့နော်။ ဒါကလင်းရှစ်တင်တောက်ဆောင်ယူထားပါတယ်သူကတန်ဆဲကဘိုးမရတဲ့ပွဲပေါ်မှာရှိတာဗောနော်ဒါကျွန်တော်ညီကိုတစ်ချက်တည်းထားမှာဗောနော်သူတော့အတင်းအောင်ကြီးလိုက်မယ်ဆိုရင်သူတော့အတင်းရဲ့ဒါ6ပွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အစပွဲတွေမှာတော့မဆိုးနောက်ပိုင်းပွဲတွေမှာတော့သူကတော်တော်လေးတိုက်စစ်ကဒါရုံးကနေရတာတွေ့ရတယ်ဒါပေမဲ့တခုကောင်းတာရှောင်းတော့ရှောင်းတယ်ဒါပေမဲ့ဂိုးကအတင်းတယ်နော်ဒါသူတော့အတင်းဒါချက်တည်းထားမှာလိုင်းဂိုးတင်းခံရနိုင်တယ်ဗောနော်ဒီအချက်တစ်ချက်တော့ကျွန်တော်တည်းထားမှာအချက်ဖြစ်တယ်တကယ်လို့တည်ကြီးကြသွားခဲ့မှာဖြစ်ရင်ကျွန်တော်တော်တော်လေးနဲ့နာမှာဖြစ်တယ်ဗောနော် ဒီနှစ်တင်းရင်တော့တွဲဆောင်ခဲ့တဲ့ဟက်တူဟက်ကိုကြည့်မယ်ဆိုလိုင်ယွန်၈ချိန်နိုင်တယ်နှစ်ချိန်ရတော့ပေးရှိထားဘူးလေပေါ့နော်ဒိုင်ယန်နဲ့ပွဲပယ်တွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါလိုင်ယွန်ဘက်မှာဆိုရင်တော့မင်္ဂလာတို့ဒါပေါ့နော်ဗီနီစီယပ်စ်တို့ဒီလိုကစားသမားတွေရှိမယ်တူလော့ဖက်မှာတော့အလောက်ထိတွေ့တွေ့တူတူမရှိပါဘူးဒါလိုင်ယွန်အနိုင်ကိုပြားခုစေတရီကိုလေးစတူလော့အနိုင်ကိုလည်းလေးစပေးထားပါတယ်ဒီပွဲစဉ်မှာဘိုတင်းနုစကောယက်စ်စိုက်တယ်ဗျာတူလော့တကူရသွားမလို့ထင်တယ်ပေါ့နော် ဒါ1121နဲ့ပြကျွန်တော်ဂူပေါင်းအပေါ်ဆိုင်တဲ့ line ဆိုင်တဲ့21ဖြစ်မလို့ကျွန်တော်ပုံသတ်မိတယ်ဒါဒီကွာနောက်ထပ်တပွဲရတဲ့ဒါမြန်မာစံတော်ချိန်မှာဒါ9:45မှာကာမဲမူနာကိုနင်းစတိုရဲ့ပွဲစဉ်ဖြစ်ပါတယ်မူနာကိုအတင်းအတလုံး80နဲ့နော်ဂူပေါင်းကြီးက3လုံး40စားဆိုမှပြေးထားတယ်ပေါ့နော်ဒါမူနာကိုအဆင့်၄နင်းစကအဆင့်7နဲ့မှာရှိတယ်ဒါမူနာကိုအတင်းအတချန်ပီယံလည်းမှာမန်စီးတီးကိုတူးတူးဆိုတဲ့ရလနဲ့တကြီးကြအောင်ဆော့ထားနိုင်တယ်ပေါ့နော်မူနာကိုရဲ့တိုက်စစ်ကတော့တည်တဲ့အတိုင်းပဲဗျာဂိုးတွေတောက်ရှောက်ရနေတယ်ပေါ့နော်ဂိုး ခန်းစစ်ကလည်းဂိုးတွေတောက်လျှောက်ခွင့်ပြုထားတာတွေ့ရတယ်ဗောနော။တစ်ဖက်ကနင်းဆိုတဲ့အသင်းကတော့ဂိုးလည်းရတယ်လို့ခန်းစစ်ကလည်းတော်တော်ဇိုးပါတယ်နော်။သူတို့ရဲ့ခန်းစစ်ကတော့ဒါဂိုးမရတဲ့ပွဲဆိုလို့တပွဲပဲရှိတယ်။ဇာနဲ့ပွဲတွေအလုံးကဂိုးတွေရထားတယ်ဗောနော။ဒီဟာစီပင်တိလီဘူးမှဆိုနှစ်ပွဲပဲနိုင်ထားတယ်ဗောနော။ဇာနဲ့ပွဲတွေဆိုအောင်ရှုံးထားတယ်။တရီတပွဲတည်းရှိတယ်ဗောနော။ဒီနှစ်သင်းရင်တော့တွေ့ဆုံခဲ့မှုတဲ့ head to head ကိုကြည့်မှဆိုရင်မနာကိုအနိုင်ကိုမနာကို6ချိန်နိုင်တယ်တစ်ချိန်တည်းရင်နဲ့3ချိန်နင်းနိုင်ထားတယ်ဗောနော။ ဝိုင်းတူအော့စပေါ့ဂျင်းမှာဆိုရင်မူနာကိုအတင်းအနိုင်ကိုပြား60အသေးဘူး၄ဇာနင်းစအနိုင်ကိုလည်း၄ဇာပေးထားတယ်ဘိုတင်းကစ်ကောယက်စ်ကြိုက်တယ်ပြင်ဂူပေါင်းအပေါ်ကြိုက်တယ်ကျွန်တော်ညီကိုရဲ့ body မူနာကိုပဲကျွန်တော်ကြိုက်ပါတယ်မူနာကိုဒါအနည်းဆုံး2-1လောက်နဲ့နိုင်သွားမယ်လို့တောင်းတမိရပါတော့နောက်ထပ်တစ်ပွဲက Swiss ball နဲ့ Angaro ရဲ့ပွဲစဉ်ဖြစ်တဲ့ Swiss ball အပြန်တလုံး40ရှုံးဂူပေါင်းကြီးနှလုံး80ရှုံးတို့မှာပေးထားတာတွေ့ရတယ်။ Swiss ball အဆင့်9 Angaro အဆင့်10မှာရှိတယ်ပေါ့နော် ဆွဲဆွားတင်ရတော့ဂျာရဲမှာဒါကျွန်တော်ညီကိုတည်တဲ့အတိုင်းပဲသူကတော့ဒါ Europa Conference League ဘာလို့ Slovan သူကလည်းနိုင်ထားတယ်ဆွဲဆွားတင်ရတော့ဒါတိုက်စစ်ကတော့ဂိုးတွေရမရမှာတော့ပူစရာမလိုဘူးပေါ့နော်ခံစစ်ကလည်းဂိုးတွေတောက်ဆောင်ပေးထားတာတွေ့ရတယ်ဒါအင်္ဂါကိုကြည့်မှဆိုရင်အင်္ဂါရဲ့အဝေးဝန်းပွဲစဉ်တွေအားရစရာတိတ်မကောင်းဘူးပေါ့နော်ဒါအပြည့်အစုံဝမ်းစည်းနဲ့ရှုံးနိုင်ကြေးအောင်နေပေါ့နော်လန်ယုံကိုဝမ်းစည်းနဲ့ရှုံးနိုင်ကြေးအောင်နေဒီအတင်းက ခံစစ်ဦးစားပေးတဲ့အသင်းဖြစ်တယ်ဗောနော ခံစစ်ကိုအဓိကအသားပေးတဲ့အသင်းဖြစ်တယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ once to offspot ချင်းမှာဆိုရင် swissbot နိုင်ကိုပြ80တရီကို၄စအင်္ဂါအနိုင်ကို၅စပေးထားတယ်ကျွန်တော် swissbot နဲ့ဂူပေါင်းအောက်ကိုခြိုက်ပါတယ်ဒီပွဲစဉ်မှာနောက်ထပ်တစ်ပွဲကတော့ line line နဲ့ psg တို့ရဲ့တာမြင်မှာစံတော်ချင်းတနိုင်း15မှာကစားမယ်ဗောဒီပွဲစဉ်မှာဖွင့်ထားတာကတော့ psg အသင်းပေးထားတဲ့ body ရေးကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာတော့အဝေးဝင်းအသင်းဖြစ်တဲ့ PSG ကလည်းဒလုံး60နိုင်ပေါ့နော်ဂူကောင်းကြီးကတော့ ါ၃လုံးကို40စားဆုံးမှာပေးထားတယ်ပေါ့ဗျာဒါ PSG ကအဆင့်နဲ့အလိုင်းလေးကအဆင့်6မှာရှိတယ်ဒါဒီနှစ်သင်းလုံးကလည်းဥရောပပွဲစဉ်တွေကစားထားတယ်ပေါ့နော်အန်လီအသင်းကိုကြည့်မှဆိုလို့ရှိရင်တို့ကတော့ Roma ကို1-0နဲ့နိုင်ထားတယ်ယူရိုပါလစ်မှာတစ်ဖက်က PSG ကတော့ဒါ Barcelona ကို2-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာတော့တော်တော်လေးသတိထားမိမှာဆော့လာရမှုရှိတယ် PSG ဘက်မှာလူမဆုံဘူးเนาะလူမဆုံဘူးဒီရှိတဲ့လူတွေနဲ့ပဲဒါတို့အဆင်ပြေအောင်ဆော့ဖို့ရှိတယ်ပေါ့နော် ဒါလေးတော့တစ်ချက်တည်းထားရမယ်ပေါ့နော်ကျွန်တော်ညီကိုလေးဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ကြီးမှာဆိုရင်တော့ line လေးအနိုင်ကို9ဆတေးဘူး4ဆနဲ့ PSG အနိုင်ကို55ပြတော့ပေးထားပါတယ်ဒီနှစ်သိန်းကလည်းတိုက်ဆက် attacking ဦးစားပေးမှဆောတယ်ပေါ့နော်ဒါခံစစ်ပိုင်းမှာကြီးမြတ်ဆိုရင်တော့ PSG ကတော့နည်းနည်းပါတယ်ပေါ့နော် line လေးအတင်းကတော့ခံစစ်ကဂိုးတွေတောက်လျှောက်ပေးနေရတယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်၃လုံးတော့ဖြစ်သွားမယ်လို့ထင်တယ်ပေါ့နော် PSG body နဲ့ဒါဂိုးကောင်းအပေါ်ပဲကျွန်တော်ရွေးချယ်လိုက်ပါတယ် နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါစပိန်လာလီဂါအာလာဗက်နဲ့အယ်ချီရိုရဲ့ပွဲစဉ်ဖြစ်ပါတယ်။အာလာဗက်က level 39ပေါင်းချင်းနှလုံး20ပေးထားတယ်ပေါ့နော်။အယ်ချီအတင်းကိုကြီးလိုက်မှဆိုရင်ဒီရာသီဒါစပိန်လာလီဂါမှာမရှုံးသေးတဲ့အတင်းပေါ့နော်။သူ short ထားတာတွေကတော့ဒါဝေးခွင်းမှာဆိုရင်ပီကိုတည် short ထားတယ်။ AR video ကိုနိုင်ထားတယ်။အိုဆာဆူနာကိုတည် short ထားတယ်ပေါ့နော်။ခန်းစစ်တော့မကောင်းပါဘူး။တက်စစ်ကတော့ပွဲလမ်းလိုလိုဂိုးတွေရထားတယ်။ အလာဘတ်အတင်းကိုကြည့်လိုက်မယ်ဆိုရင်အလာဘတ်ကတော့အင်ဂွန်းပွဲနဲ့မှာဆိုရင်လီဗန်ဒစ်တရင်ဝယ်နိုင်ထားတယ်ပေါ့နော်ဒါအင်ဂွန်းမှာဆိုရင်တော့လုံးဝဒါနိုင်ဘွဲတပွဲတည်းပဲရှိတယ်ဒါမှမဟုတ်ဒတိထားမှာတော့ဒါအလာဘတ်အတင်းကဂိုတူဂူတွင်းနိုင်တဲ့အတင်းဖြစ်တယ်ဆိုတာမိထားလို့မရဘူးပေါ့နော်တစ်ဖက်အတင်းကလည်းခံစစ်ပွက်နေတဲ့အတွက်ဒီပွဲစဉ်ကဝမ်းဝမ်းနဲ့အနဲ့ကြည့်ရမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာ Fortnite Wins to Osport ကြီးမှာဆိုရင်အလာဘတ်အနိုင်ကိုနဆတေးကို3စ HC အနိုင်ကိုလည်း3စပေးထားတယ်ပေါ့နော် ကျွန်တော်တို့ဒီပွဲစဉ်မှာဝမ်းဝမ်းကြဖို့များတယ်လို့ထင်တယ်ဗောနော LC body ကြိုက်တယ်ပြင်ဘူးတင်းတူစကောယက်ဆိုတာကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ CB La နဲ့ Barcelona တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါ Barcelona တလုံး30ဂိုးပေါင်းကြီး30ဆိုမှပေးထားတယ် Barcelona ကြီးရော ပြော့နေတယ်ဗောနော် Barcelona အဆင့်10 CB La အဆင့်10မှာရှိတယ် Barcelona ကတော့ဒါ PSG ကို2-1ဆိုတဲ့ရလနဲ့ရှုံးထားတယ်ဗောနော်ကျွန်တော်ပွဲစဉ်တွေမှာကြီးလိုက်မှာဆိုရင်ကိုယ်တိုက်ဆက်ကဂိုးမရမှာတော့ပူစီရမလို့ပွဲတိုင်းလို့လို့ဂိုးတွေတောက်လျှောက်ရတယ် စီဗီလာအတင်းရဲ့လက်တော်ဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်အင်္ဂွန်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါနိုင်ဘော့တပွဲမှမရှိဘူးသူကအဝေးခွင်းမှာပို့ပြီးကောင်းနေတာမျိုးလည်းပြန်တွေးရတယ်ပေါ့နော်တွေးရတိုက်စစ်ကလည်းဂါလာလီကာခုနှစ်ပွဲဆိုခုနှစ်ပွဲလုံးမှာဂိုးတွေရထားတာတွေးရတဲ့အတွက်အာစီလိုနာဂိုးသိန်းခံရနိုင်တယ်နော်အာစီလိုနာဂိုးသိန်းခံရနိုင်တယ်ဒီပွဲစဉ်ကဒါအဲ့ဒါကြောင့်မို့လို့ဒါဘိုးပေါင်းကြီး320ရှုံးကောင်ပေးထားတာနဲ့တူတယ်ပေါ့နော်ပြန်လန်ဂိုးတွေချဲ့မယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်စီဗီလာအနည်းဆုံးတစ်လုံးတော့ထဲဖို့ရှိတယ်ဒီပွဲစဉ်မှာပေါ့နော် ဘာစီလိုနာအနိုင်ကိုပြား60ပဲပေးထားတယ်ဗောနော်တရီကို9စစီလာအနိုင်ကို9စပေးထားတယ်ဘလိုပဲနေနေပါဘာစီလိုနာပဲဒါတေဘယ်မှာထိတ်ဆုံးမှာဘာစီလိုနာအရေးကြီးတယ်ဗောနော်ဘာစီလိုနာဘော်ဒီကြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ဒါဂျာမန်ဘွန်နက်စ်လီဂါဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားတာမိုချန်ကလာဘတ်နဲ့ဒါဖရန်ဘတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်မြန်မာစံတော်စဉ်7နိုင်မှာခံမယ်ဗောနော်မိုချန် level 39ပေါင်းကြီးရတော့ဒါ3040စားဆုံးမှာပြေးထားတာတွေ့ရတယ်ဗောနော် မူချန်ကလာဘတ်ကိုကြည့်လိုက်မယ်ဆိုလို့ချင်းဒီရာဒီအဆင့်16မှာရှိတဲ့ frame rate ကအဆင့်10မှာရှိတယ်ပေါ့နော်ဒီပွဲစဉ်ကတည်ရတပေါက်ရှိတယ်ဗျတည်ရတပေါက်112ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်ပုံများတယ်တည်ရတပေါက်ရှိရတာစက်တရီထန်းကပေါ့နော်မူချန်ကလာဘတ်ဆော့ထားတဲ့အင်ဝင်ပွဲစဉ်တွေကြည့်လိုက်မယ်ဆိုလုံးဝအားရစရာမကောင်းဟန်နိုဟမ်ဘက်ကိုတည်ရဆော့တယ်ပြီးလို့ရှိရင်ဒါဘရီမင်ကိုရှုံးထားတယ် frankfurt ကိုရှုံးထားတယ်တိုက်စစ်ကလည်းဂိုးတကူးရဖို့အတွက်တော်တော်လေးရုန်းကန်နေရတာမျိုးတွေ့ရတယ်ပေါ့နော် front back အတင်းကိုကြီးလိုက်မယ်ဆိုရင် front back အတင်းကတော့ဒါ bonus လေးရမှာအစပိုင်းပွဲတွေမှာတော့မကောင်းဘူးနော်ကိုလုံးကိုရှုံးတယ် offset ကိုရှုံးတယ်နောက်ပိုင်းပွဲတွေမှာတော့မဆိုးပါဘူး stuttgart နိုင်တယ် bremen ကိုနိုင်တယ် basel ကိုနိုင်တယ်ပေါ့နော် offline ကိုတည်ကြီးဆော့တယ် bologna ကိုတည်ကြီးဆော့တယ်ပေါ့ဗျာဆိုတော့ဒါဒီပွဲစဉ်ကလည်းဒါ mucham club back ကလည်းဒါတကူတော့ရသွားမယ်လို့ပုံစံမျိုးမှာတော့ရှိတယ်ပေါ့နော်တိုက်စစ်ကတော့မကောင်းဆိုတာမှန်ပေမဲ့လည်းတကူတော့ရသွားဖို့ရှိတယ်ပေါ့နော် အဲဆိုသူတိုက်ဆက်ကနောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်ရကူကငါးခုတော့မတွင်းထားတယ်ဆိုတော့တဘူးတော့တော့ရသွားမှုရှိတယ်ဝမ်ဝမ်ကနဲ့စပြီးကြည့်ရမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော်ဝမ်ဝမ်2 1ပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးပဲဖြစ်ပေါ်များပါတယ် once to off box ဈေးမှာဆိုရင်အင်ရှင်အသင်းနိုင်ကို2စအသေးကို4စ front back အနိုင်ကို3စပေးထားပါတယ် protein score yes ကြိုက်တယ်ဂူပေါင်းအပေါ်ကြိုက်တယ် front back body ကြိုက်ပါတယ်ကျွန်တော်ညီကိုလည်းအားလုံးပေါင်းပြကြပါစေပွဲစဉ်တွေစအားများရတယ်เนาะကျွန်တော်ရွေးချယ်ထားပေးတာ အော်ဒီများလေးလိုဗီဒီယို၃လေးပုတ်ခွဲပြီးမှကျွန်တော်လည်းလုပ်ဖို့အချိန်လည်းမရှိတော့ပါဘူး။ညီကိုရင်းနားလည်းပေးစီချင်တယ်ပေါ့နော်။ကျွန်တော်မှအချိန်ရန်နေတယ်ကျွန်တော်ပေချာလေးတော့ကျွန်တော်လေ့လာထားပါတယ်။ဒီနေ့ကျွန်တော်ရွေးခဲ့တဲ့အင်္ဂလန်ပရီးမီးယားလိတရလုံးဝအဆင်မပြေဘူးပေါ့နော်။ကျွန်တော်နားလည်ပါတယ်။ဒီနေ့ကျွန်တော်ရွေးချယ်တာမန်ယူမိမန်ယူဘက်ကနဲ့မန်ယူကဒါနိုင်သွားတယ်ပေါ့နော်။စပါဘက်ကနဲ့စပါနိုင်သွားတယ်အခုလီဗာပူးနဲ့ချယ်စီပွဲကလည်း1-1ချနေတယ်84မိနစ်ရှိနေပြီပေါ့နော်။ အာဒီပွဲစဉ်တွေကတော့ကြည့်အောင်ပုံမျိုးလင့်ပါတယ်နော်ကျွန်တော်ညီကိုလည်းအားလုံးအကောင်းကြကြပါစေချမ်းမှချမ်းသာကြပါစေဗျာကျွန်တော်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်